Hello အားလုံးပဲမင်္ဂလာပါရှင် KS Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ပြောချင်တဲ့ခေါင်းစဉ်လေးကတော့ KS တာပြောရပြင်မှာကြောင်းဖြစ်ပါတယ်အဓိကတော့ကျွန်မအရင်တော့အလုပ်ခဲ့တဲ့ဗီဒီယိုတွေမှာဆိုလို့ရှိရင် knowledge တွေအာ self motivated ပေါ့နော်ဘယ်လိုမျိုး ကိုကိုကိုတွေးတင်တယ်လို့ပါလို့ညပြောခင်ပြီးပြီပေါ့အခုတခါပြောမှာတော့အလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာပြောမှာဖြစ်ပါတယ်အလုံးဆိုတာဘာလဲဆိုရင်အခုဒီလိုပေါ်တော့မြန်မာပြည်အနေပြီးတော့စင်ကာပူလာခြင်းနဲ့လူတွေလည်းရှိတယ်နောက်ပြီးတော့စင်ကာပူမှာအလုံးရှာခြင်းနဲ့ပေါ့အလုံးရှာမယ်ဆိုလို့ရှိရင် ဘယ်အလုပ်ကကောင်းတယ်လဲဘလို့ရှာတင်တယ်ပေါ့ engineering field မှာရှာမယ်ဆိုရင်ဘလို့လုပ်တယ်လဲဆိုပြီးကျွန်မအမေးများတယ်ပေါ့အမေးများတဲ့အတွက်ကြောင့်ကျွန်မကလည်း engineering နဲ့အာဝေးရပြီးသားလူငယ်လေးတွေကို guideline လေးတစ်ခုပေးခြင်းနဲ့ပေါ့နော်မိမိရဲ့ကိုလက်ရှိလုပ်နေတဲ့ career နဲ့ motivi တော့စင်ကာပူမှာအလုပ်ရှာတာ လွယ်လေလမ်းကြောင်းပေါ့နော်အလို position ကိုရှာတင်တယ်ဆိုတာကို guideline ပေးမှာဖြစ်ပါတယ်ဒီ channel လေးမှာဆက်ကြည့်ပါကိုကအခုပြောမယ်ဆိုတဲ့အကြောင်းအရာတော့တည်ပြီးသားလူတော်မဟုတ်ဘူးပေါ့နော်မတည်ရသေးတဲ့ fresh graduate တယောက်အနေနဲ့အာ guideline တခုလို့ရှောင်းရမ်းတည်တယ်ဆိုတော့ပြောပြပါပါ စင်ကာပူကိုလာမယ်ဆိုရင်အဓိကအခြေခံလုပ်တဲ့အကြောင်းအရာကတော့ English speaking that ပေါ့နော် English ကတော့အရေးကြီးတဲ့ international language နဲ့ English speaking that တဲ့ပါလေ English ဒီမှာစင်ကာပူကိုလာမယ်တော့လေ English speaking က international language ဖြစ်တဲ့အတွက်ကြောင့် English စာအရေးကြီးတယ်ပေါ့နော်ပြီးလို့ရှင်တော့ ဘာတွေလုပ်လဲဆိုလို့ရှိရင် engineer သမားတွေက AutoCAD သင်တယ်လို့တက်တယ်ပေါ့လွန်ခဲ့တဲ့အာ20လောက်က AutoCAD သင်တယ်တက်တယ်လို့ပြီးအခုအခုအခါမှာလေ BIM technology ရပြုတိုးတက်နေတယ်ပေါ့နော်စင်ကာပူမှာဆိုရတဲ့အတွက်ကြောင့် building information modeling ဆိုတဲ့သင်တန်းကိုတက်ခဲ့ပြန်ပါလေရှင်ဆိုတဲ့သင်တန်းကိုတက်ခဲ့ပါပြီပြန်ပါလေဆိုလို့ရှိရင်အလုံရှာတာအလုံရတာလွယ်ကူပါလေနံပါတ်၁ချက်နံပါတ်၂အချက်ကပါလေဆိုရင်တချို့ကတော့ site supervisor တို့ site board leader တို့ engineering level အနေနဲ့တော့ရဲဆိုလို့ရှိရင်တော့ site ထဲမှာ visit site visit တွေပါတယ်။တွားရတဲ့ခါစားလို့ရှိရင်နေပူတယ်ပေါ့နော်။ပင်မန်းလာပေါ့။ပင် modeler အနေနဲ့ရှောက်တယ်ဆိုလို့ရှိရင်တော့ icon ခင်းနေမှာ EECC အလုပ်လုပ်လို့ရတယ်ပေါ့။အဲ့ဒါကတော့အာတာချက်လို့တော့ကျွန်မထင်တယ်။ဒါဆိုကျွန်မစင်ကာပူဝယ်တာလေ။အိုက်တယ်။ပြန်မထွက်ရင်ချွေးကြတယ်ပေါ့နော်။ဆိုတော့ AC aircon ကနေမှာအလုပ်လုပ်ချင်နေဆိုလို့ရှိရင်တော့ bin modeling တဲ့နဲ့ဟိုတက်လိုက်ပေါ့နော်တက်လိုက်လို့ရှိရင်အာအဓိကပြောချင်တာတော့အဲ့ဒီတင်နန်းကိုတက်လို့ရှိရင်တော့ဒီတိုင်းမဲ့ဝစ်ကြည်တန်းကြီးတက်တာထက်စာရင်ကိုကအဲ့ဒီအကြောင်းအရာကို passionate ပေါ့နော်အရာကိုစိတ်အားထက်သန်ပြီးတော့တည်ခြင်းနဲ့စိတ် နဲ့တက်ရင်တော့ပိုခေါင်းနေပေါ့အဲ့လို့ဆိုရင်မပင်မန်းတော့ဘူးလေအရာတစ်ခုအလုပ်တစ်ခုအလုပ်တယ်ဆိုလို့ရှိရင်အဲ့ဒီဟာကိုနည်းနည်းကသာလုပ်ချင်နေဆိုလို့ရှိရင်လူရောစိတ်ရောမပင်မန်းတော့ဘဲနဲ့အလုပ်ဟိုတောင်းပြီးမြောက်တယ်ဟုတ်လားကြာ passion လေးဖြစ်အောင်သင်တန်းတက်ဖို့ကလိုအပ်ပါတယ်ရှင်တက်လိုက်ပါ ရတက်လိုက်လို့ရှင်ဘာဖြစ်ပါလဲအခုနောင်လာနောင်သားတွေကအာခစ်ကြီးကတိုးတက်လာတာနဲ့အမညာမီတင်နေမှာဆိုလို့ရှင်ရေတော့ဆို drawings ပေါ့နော် drawings က 2D ပဲရှိတယ်ပေါ့နော်2 dimension ဆိုတာ x နဲ့ y ပဲရှိတယ်နောက်ပိုင်းနေမှာကြာလို့ရှင်3 dimension ဖြစ်လာတယ် x y z ဆိုရင် building တခုဆိုလို့ရှိရင်လှည့်ပြီးတော့ကြည့်လို့ရတယ်။အင်းနဲ့ဝင်ပြီးတော့ကြည့်လို့ရတယ်။အခုဆိုရင် AI တွေပါနေတယ်ဆိုလို့ရှိရင် corpus တွေနဲ့တက်လိုက်လို့ရှိရင်အဲ့ဒီတဲကိုကရောက်သွားတယ်လို့ခံစားရမယ်ပေါ့။အဲ့ဒီဟာဆို meeting ဒီမှာအလိုဆွေးနွေးတာလုပ်မယ်။နောက်ပြီးတော့ coordinate လုပ်မယ်။အဲ့ဒီမှာ clash တွေပါနေဖြစ်နေတာပေါ့။အဲ့ဒါကိုဆိုလိုပါတယ်။အဲ့ဒီဟာကြောင့် ဘင်းတင်တဲ့တကြပါလို့ပြောချင်ပါတယ်ပြောတဲ့အခါမှာလေအရင်တော့ငါကျမတို့ရုံးကို intern internship class နဲ့ polytechnic ကကျောင်းသူလေးတွေရှိရပေါ့နော်တခြား international student တွေဖြစ်တဲ့တရုတ်တို့အများကြီး singaporean တွေလည်းလာတယ်ပေါ့လာတဲ့အခါမှာဆိုရင်ကျမတို့ဌာနကိုကိုယ်ကိုယ်တွေ့ပါမှလေးနှစ်ယောက်နဲ့ကောင်းကြီးတယောက်ရောက်လာတယ် သူတို့မိကြီးရဲ့နင်တို့ကဘယ်လိုစိတ်ဝင်စားလားသူက architect background ပေါ့နော် architect လုပ်မှာလားဘယ် model လုပ်မှာလားဆိုတော့သူကဘယ် model လုပ်ပြီးဘာလို့လဲဆိုတော့အဲ့နေစိတ်ဝင်စားလို့လားဆိုတော့စိတ်ဝင်စားတာမဝင်စားတာမသိဘူးလေဘယ် model ရဲ့လာစားကိုသူစိတ်ဝင်စားတယ်လေဘာလို့လဲဆိုတော့ market ထဲမှာ architect ရဲ့လာစားထက်တဲ့ဘယ် model ရဲ့လာ ကြည့်ကြအပြင်လူတွေကအာအလုပ် level တွေမှာဆိုလို့ရှိရင်သူရဲ့လာစားကတန်းတစ်ခုမှရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဘင်း modeling တင်တယ်တက်ပြီးတော့ဘင်း modeler တရားဖြစ်နိုင်ကြပါစီလို့ fresh graduate တွေဆူတောင်းပေးလိုက်ပါ